ဘာသာဝင်နေမှာ အမျိုးသားတွေရဲ့ရှ िख ိုးခြင်းရဲ့အမျိုးသမီးရဲ့ရှ िख ိုးခြင်းတွေမတူအမျိုးသားများကြတော့စောင့်ကြောင်ထန်ရတယ်အမျိုးသမီးများကြတော့အဲ့ဒါဒူးတုပ်ပြီးတော့ထန်ရတယ်တနည်းပစစ်တုပ်ပြီးတော့ထိုင်တယ်လို့သုံးကြတယ်အဲ့ဒီတော့ကဲရှ िख ိုးကြရအောင်ဆိုဥပမာလေးမျိုးသားများကြတော့စောင့်ကြောင်လေးထိုင်လိုက်တယ်ဆိုရင်ထီချင်း၅ပါးမှာခြေဘွားသည် ြမ်းပေါ်မှာဖြစ်စေဖြားပေါ်မှာဖြစ်စေကော်စောမှာဖြစ်စေမြေမှာဖြစ်စေထိနေပြီဟုတ်ပြီနော်ဒါလေးနောက်ပြန်ပြမယ်ခုလောလောဆယ်ဒါလူနဲ့ပြခြင်းလို့နော်ဒါကြောင့်သူထိဒါဆိုရင်ထိခြင်း၅ပါးမှာတစ်ခုထိသွားပြီပြီးလို့ရှိရင်နောက်ထပ်ထိခြင်း၄ခုကျန်နေတာကလက်ဖွားကျန်မယ်တောင်ကျန်မယ်နှစ်ဖူးကျန်မယ်ဒူးကျန်မယ်၄ခုသူကျန်တယ်ယောက်ျားတစ်ယောက်ကအဲ့လိုစောင်းကြောင်လေးထိုင်လိုက်တဲ့အတွက်ထိခြင်းတစ်ခုပဲထိတဲ့အတွက် သူ့မှာ၄မျိုးထိเสียကြတယ်ပြီးတော့ရှ िख ိုးကြမယ်ဆိုတော့ကိုရှ िख ိုးရမယ်ပုံကောဖျားဖြစ်ရည်လည်းဖြစ်မယ်ဆရာတော်တန်ဃာတော်လည်းဖြစ်ခြင်းဖြစ်မယ်အသက်ကုံဝါကြီးတဲ့သူလည်းဖြစ်မယ်ရှ िख ိုးကြမယ်ဆိုရင်ကိုရဲ့လက်ကလေးသည်လက်အုပ်ကလေးလို့ဖြစ်ရမယ်လက်အုပ်ဆိုတာကြာငုံလေးလို့ဖြစ်ရရှေးတုန်းကသူတော်ကောင်းကြီးတွေကဖျားစားရှိတဲ့တိလသမารီပညာဖြင့်ရှိတဲ့ပုံကိုယ်တွေစီသွားရင်လက်ချီးပလာမသွားဘူးလှူဝဲလေးတစ်ခုခုသွားကြတယ် ဖျားရှင်လက်ထက်တုန်းကလည်းဒီပင်ကရာမြတ်စွာဘုရားမှာသူမိတာရှင်ရသည်စုပန်တဲ့အချိန်မှာလည်းကြာဘူးလေးတွေကင်ထားတာရောမရှိဘူးလားဒါကြောင့်ကျမတို့ကကြာလေးတွေယူသွားတော့ကြာတွေကြာတတ်တာတွေမကြာစေဖို့ကြာတွေလူကဆူတောင်းပါသည်မကြာခင်ပဲပြေးပါစေဆိုတဲ့အတိုင်းကြာလူတွေဆိုတာတချို့ကကြာမယ်ထင်တာမကြာပါဘူးเนาะဓမ္မမိတ်ဆွေများဆိုလိုတာကနာမည်နဲ့မဆိုင်ဘူး အမွန်အမြတ်အနေနဲ့ဆိုတော့ကိုကလှူပွဲမပါတဲ့အခါကိုရဲ့ခန္ဓာမှာရှိတဲ့လက်ကလေးကိုကြာငုံလေးလို့သွားတယ်။ကျမတို့ကရှ िख ိုးကြပြီဆိုလက်ကလေးကိုဒီလိုပဲသွားတယ်။လက်ဆယ်ပြားထိတ်မှာမိုး၍ရှ िख ိုးပါဤဖရားဆိုသူ့လက်ဆယ်ပြားတော့ဟုတ်ပါရဲ့။ထိတ်မှာမိုးတော့ဒီလိုကြီးဆိုတော့ကျမတို့ကပြောဒါလက်ကျဲကြီးတွေဖြစ်သွားတယ်။ဟုတ်ပြီနော်။တချို့ကြတော့လေဒီလိုတွေပါလေအစင်မပြေဘူးလုံနေတာ။ဒါကြောင့်ကျမတို့ကလက်ကလေးကိုကြာငုံလေးလို့ဖြစ်ရမယ်။ ဒါကြောင့်လက်အုပ်ကိုပြီးကြာငုံသွေးအရင်ခြီးပါဆိုကြာငုံလေးလို့ဖြစ်သွားဖို့ဆိုရင်ဒါမူလဒီလိုလာတယ်လက်ကလေးကိုစုလိုက်ရတယ်စုပြီးလို့ရှိရင်ဒီလိုနေရာလေးကိုညွတ်လိုက်ညွတ်လိုက်ဒါလေးကိုဒီလိုလေးကိုးလိုက်ခုတ်ဒီလိုလေးဟုတ်ပါလားဒါလက်လက်ဖွာဒီလိုလေးစုလိုက်တယ်စုလိုက်တယ်ပြီးရင်ကိုးလိုက်တယ်ဆိုဒီဘက်ဒီဘက်ကလည်းလက်ဒီလိုလေးစုလိုက်တယ်ကိုးလိုက်တယ်ဒီနှစ်ခုထိလိုက်ကြာငုံလေးလို့ဖြစ်မသွားဘူးလား အဲ့တော့ကျမလက်ကိုတော့မကြည့်နဲ့ဒီမှာလက်စစ်တွေကရောင်နေတော့ဒီနားကနည်းနည်းချဲနေစီလို့မရတော့အရင်တော့ကတော့ထိပါတော်တော်လှတာအခုတော့မလှတော့နော်အဲ့တော့အခုဒါကိုယ့်ကိုယ်လည်းမသိဘူးကိုယ့်အကိုယ်လည်းလေဒါအခုတော့ငါလက်ကဒီနားကောက်သွားပြီဆိုတာသိတာဒါပါဆိုဒါဒီလိုလေးကြာငုံလေးလို့ဖြစ်ရတယ်ဒါကြောင့်လက်ဟုတ်ကိုပြီးကြာငုံသွေးအရင်ချီပါလေကျမတို့ကကြပြာလေးနဲ့တင်ရတယ်ပြီးလို့ရှိရင်အဲ့ဒီကြာငုံလေးတယောက်တယောက်နှုတ်ဆက်တဲ့အခါကျတော့ရင်မာပဲထားတယ် ဖျားစာတွေဘာတွေဆိုတဲ့အခါကျလဲဒီမှာပဲဆိုတယ်။အဲရှ िख ိုးတော့မယ်ဆိုရင်ဒီလက်ဟုတ်ကလေးကိုထိတ်ကိုမိုးရတယ်။မိုးတဲ့အခါမှာဒီလိုတက်သွားလဲမလောက်အောင်ဒီလိုအောက်ရောက်လဲမရတော့နေရာလေးပေးတယ်။အဲ့ဒီလက်လက်ဟုတ်ကလေးမှာညက်ခုံးလေးနေရာမှာဟလာညက်ခုံးနေရာမှာလက်မထိပ်ပြီးတော့နှစ်ဖူးဆန်စနေရာမှာလက်ညှိုးလေးထိရ။ဒါကြောင့်ညက်ခုံးလက်မညှိုးဆန်စ T 呀，六二八十六二股，弟妈、so, uh, ma, ma,，弟妈，老子妈没睡，弟妈毛蛋太 T 瘪嘞，尿口了，第一进屋的人都没在掏了，啊 <noise>，像个鬼的哟，有家哩来弟弟要陪洗的，尿口了嘛，好一点，哥体力多点的，六三三 T 呀，六，sorry 呢。 ဟိုတပီးဆိုတော့ရိုက်ထည့်ပလိုက်တယ်ဟုတ်လားညခုံးလက်မှာညှိုးဆန်စားထိရလဲ့ပြီဒါဒါသွားပြီပြီးတော့မယ်ရှစ်ခိုးတော့မရှစ်ခိုးတတ်ဘူးလားမသိပါဘူးပြီးလို့ရှိရင်လက်ထောက်လက်ထောက်ပြီခဏလေးလက်ထောက်လိုက်တဲ့အတွေ့ထီချင်းနှစ်ခုထိသွားပြီလက်ထောက်ပြီးရင်ဒူးချထီချင်းသုံးခုတတောင်ချဖို့ကြတော့ဒီလက်ကို ရှေ့တက်ပြီးတော့ထတတောင်ချထီချင်း လေးခုပြည့်နှစ်ဖူးချကဥချပါဟုတ်ပြီနော်ဒါဆိုတစ်ခေါက်ပြန်ပြီးသားရှိခိုးအောင်အဲကျွန်တော်တို့ကိုယ့်အချင်းချင်းကမိသားစုတွေပဲနော်ဒါကြောင့်လက်အုပ်ကိုပြီးကြာငုံသွေးအရင်ချီပါလေမြေခုံးလက်မညူဆန်စားထီရလက်အုပ်ပေးလက်ထဒူးချ တတောင်ချနပူချစဥချနပူချစေဥချလေဟုတ်ပြီနော်ဓမ္မမေရှင်အမျိုးသားများရှိခိုးရင်အဲ့လိုရှိခိုးရတယ်အဲ့တော့ဒီနေရာမှာလက်ထောက်ဟလာပြီးလို့ရှိရင်ဒူးချတတောင်ချဆိုတဲ့နေရာကျရင်နပူချတဲ့အခါကျရင်ချလိုက်တဲ့နေရာမှာလက်ကြီးကိုချဲချဲကြီးမချကိုနပူဝင်စားလောက်လေးနည်းနည်းလေးချဲလိုက်ရတယ်တချို့ကနပူချတော့မယ်ဆိုကြိုပြီးအကျယ်ကြီးဒီလိုချတဲ့အခါကျတော့ ကျွန်တော်တို့ဗုဒ္ဓဘာသာတို့ရဲ့ရှ िख ိုးတာမဟုတ်ဘူးအဘာအဘာရှ िख ိုးနေဖြစ်သွားတယ်ဟုတ်ပြီနော်ဓမ္မမိတ်ဆွေများသဘောပေါက်ပြီနော်နောက်တစ်ခေါက်နောက်ဆုံးတစ်ခေါက်လုပ်ပြပါမယ်လက်အုပ်ကိုပြီးချောင်းုံသွေးအရင်ချီပါလေမြေခုံးလက်မမြူဆန်စခီယလက်အုပ်ပြီးလက်ထဒူးချ တတောင်ချနှဖူးချစေဥချဒါမှမဟုတ်နှဖူးချကဥချပါဒါလေးရတယ်ကဲကျေးဇူးတင်ပါတယ်သားကဲအမျိုးသမီးတို့ရဲ့ရှ िख ိုးတင်ဆရာမတော်ထူးထူးလိုက်လား ကျွန်တော်တို့အမျိုးသမီးများကြတော့အခုလိုပေါ့မိမထိုင်လေးနဲ့ဒီလိုဟလာပစစ်ကိုရေးထိုင်တာပေါ့ဒါမှမဟုတ်ရင်ပစစ်တုတ်ထိုင်လေးရတယ်ပေါ့သမီးပစစ်တုတ်ထိုင်လိုက်အနောက်နည်းနည်းလေးဆုံးကြမှာပေါ့နော်ပစစ်တုတ်ထိုင်လိုက်တယ်ဆိုရင်အမျိုးသမီးများရဲ့တဘာဝဒီမှာခြေရောဒူးရောထိချင်းနှစ်ပါးထိသွားပြီဟုတ်ပြီနော်ထိချင်းနှစ်ပါးထိတဲ့အတွက်သုံးပါးပဲထိဖို့ကြံတော့တယ်ဒါကြောင့် ်ထီချင်းသုံးပါထီတော့မယ်ဆိုရင်ကျမတို့ကလက်အုပ်ကလေးထုံးဆိုင်အတိုင်းဆိုတော့မယ်လက်အုပ်ကိုပြီးကြာငုံသွေးအရင်ထီပါလေမြက်ခုံးလက်မမျိုးဆန်စားထီရလက်အုပ်ပေးလက်ထဒူးမချတော့ဒူးကချပြီးသားလက်ထတဒောင်းချ နဖူးချကဥချပါဟုတ်ပြီနော်တစ်ခေါက်ပြန်မယ်လက်အုပ်ကိုပင်ချောင်းတွင်အရင်ချီပါလေမြေခုံးလက်မညှိုးဆန်စားတီရလက်အုပ်ပေလက်ထောက်ဒေါင်းချ နေပူချကဥချပါရပြီပေါ့ဟုတ်ပြီနော်ဒါကပစိတုတ်ထိုင်နေကြုံကြုံထိုင်ရင်လည်းရပြီနော်ကြုံကြုံထိုင်နေအခါကျတော့ဝါတဲ့သူများကျတော့ကြုံကြုံထိုင်နေအခါကျရင်ထိဖို့ကမခက်တယ်ဘာလို့လဲဆိုတော့ဘိုက်ခံတယ်အဲ့တော့အဲ့ဒီဘိုက်မခံမဲနဲ့ထိုင်နေရှိတယ်ဟုတ်ပြီနော်ဘိုက်မခံမဲထိုင်နေဆိုတော့ဟိုဘက်တမိဒီဘက်လဲပြတယ်ကိုအချင်းချင်းဆိုတော့မရှက်ဘူးနော်ဓမ္မမိတ်ဆွေများ ကျွန်တော်တို့ဒါလေးတွေကသိထားမယ်သမီးမယုံမသိနော်ဒီမှာခြေတော့ဒီလိုလေးရှိတယ်ခြေတော့ကိုဒီမှာဒီလိုထားထားတဲ့သဘောပေါ့ဟုတ်တယ်နော်ထားထားတော့ဒီထဲမှာလုံကြီးထဲမှာဆိုတော့ဒါမသိဘူးပေါ့ဒီလိုခြေတော့ကထားတဲ့အခါခြေဘွားနေရာမှာဒီဒူးနေရာလာထည့်ထားတယ်ထိထားတဲ့အတွက်ဒီနေရာမှာဘိုက်ကလည်းကြော့တဲ့အခါကျရင်မယုံသိစကားနော်ဒီတွင်ထဲကိုဝင်သွားတယ် နော်ဒါကြောင့်ကျမတို့ကရိုးရိုးဆိုရင်ဘိုက်ကြီးကခံနေတော့မရိုးသေးတဲ့ဆက်ကတင်မကြီးကထောင်ထောင်ပြီးတော့ကတော့ရတယ်အခုဆိုဘိုက်ကလေးကအตาလေးဝင်သွားတယ်ဆိုစမတ်ကြကြကတော့လို့ရတယ်ဟုတ်ပြီနော်အဲ့ဒါလေးဒါဆိုရင်လေဒီတိုင်းလေးရှစ်ခိုးလို့လည်းရတယ်ဟုတ်ပြီနော်အဲ့တော့တင်မကြီးကြွမသွားဘူးပေါ့ဟုတ်ပြီနော်သမီးကတော့ပြလို့ရမယ်နော်လက်အုပ်ကိုပြီးကြာငုံသွေးအရင်ချပါလေး မြေခုံးလက်မညူစံစားထီရလက်အုပ်ပေလက်ထဒေါင်ချနတ်ဘူးချကဥမယူသိစကားတေမကြီးကဘာမှကြွမသွားဘူးဟုတ်ပြီနော်ဒါကြောင့်ဝါလဲကိစ္စမရှိဘူးကျမတို့ကအဲ့လိုမဟုတ်တော့လေဒီနေရာမှာထိုင်လိုက်တဲ့အကျုပ်ကျုပ်ကြီးထိုင်လိုက်တဲ့အခါမယူသိစကားလုံကြီးကတင်းနေပြီတင်းနေတဲ့အချိန်ကျတော့ထီချင်းကြီးငါးပါးလဲမထိနိုင်ဝါလဲဝါနေပြီဆိုရင် ကျမတို့ကဒီမှာဒီလိုဒီလိုတွေဖြစ်ကုန်ရောဟုတ်ပြီနော်သဘောပေါက်ပါပြီနော်ကဲကျေးဇူးတင်ပါတယ်အိမ်ကြရင်လေ့ကျင့်ကြပါဟုတ်ပြီနော်ဟိယားကျောင်းဆောင်ရှိတဲ့အိမ်လုံးရှိမှမလေ့ကျင့်ရင်ချင်းတော်နဲ့ရောက်မှလေ့ကျင့်ပါအဲမို့လဲအခန်းတကားပိတ်ပြီးလေ့ကျင့်ပါနော်ဒီမှာမိတ်ဆွေများကျေးဇူးတင်ပါတယ်ကဲသမီးလည်းကျေးဇူးတင်ပါတယ်ကျမတို့တားငယ်သမီးငယ်လေးတွေကြရင်တော့ကျမတို့ကအဲ့ဒီလိုရှစ်ခိုးပြပြီးရေလေသူတို့ပြန်ဒီရှိမှထွက်ပြီးတော့လေ့ကျင့်ခိုင်းတယ် နော်ဒါမှမဟုတ်ရင်အတန်းလိုက်အတန်းလိုက်ရှစ်ခိုးခိုင်းနေဒါကြောင့်ပုံစံသိကြတယ်ဟုတ်ပြီနော်ကဲဒါကြောင့်ကလေးများဟိုတင်တဲ့အခါမှာဖြည်းချင်းချင်း၅ပါးနဲ့ရှစ်ခိုးဥချဖို့အစီစီဆိုပြီးတော့အမျိုးသားဖြစ်ရင်စောင့်ကြောင့်ထိုင်ပြီးဖြည်းချင်း၅ပါးလုံးဖြင့်ထိ၍ရှစ်ခိုးဥချရမည်ဒါကြောင့်အမျိုးသားများကြတော့နံပါတ်1 position ကစောင့်ကြောင့်ထိုင်လိုက်တဲ့အတွေ့ခြေတော့ဒီဒီမှာကော်စောကျန်း စသည်ဖြင့်မှထိသွားပြီထိချင်းတစ်ပါးထိလိုက်ပြီပြီးရင်ဒါလက်အုပ်ချီတယ်ပေါ့လက်အုပ်ထိပြီးရှ िख ိုးလိုက်တဲ့အတွေ့ဒီနေရာမှာလက်ထောက်လိုက်ဟုတ်ပြီနော်လက်ထောက်လိုက်တဲ့အတွေ့လက်ထိသွားပြီပြီးရင်ဒူးချလိုက်တယ်ဒူးချလိုက်တဲ့အတွေ့ထိချင်းမှာ1 2 3ဖြစ်သွားပြီဟုတ်ပြီနော်ဒီမှာဒူးထိသွားတဲ့အတွေ့1 2 3ပြီးသွားပြီပြီးရင်တဒောင်ချလိုက်တယ် တောင်ချလိုက်တဲ့အတွေ့ထီချင်းသည်ဒီတောင်ချနေတဲ့ချိန်မှာ ခြေရဲဒူးရဲတောင်ရဲလက်ကထိသွားပြီနှစ်ဖူးကြတဲ့အခါကျတော့နှစ်ဖူးချတော့မယ်ဆိုမှဒီလိုချထားတဲ့လက်ကိုตาလေးချဲလိုက်ရတယ်တချို့ကကြိုပြီးတော့ချထားတယ်အဲ့လိုမချရအောင် မလှဘူးဒီလိုလေးချပြီးတော့မှ ရှိခိုးတော့မယ်နှစ်ဖူးချတော့မယ်ဆိုမှအသားလေးကိုနှစ်ဖူးဝင်ကစားဝင်နိုင်တဲ့အနေထားပေါ့ကိုနှစ်ဖူးကတပေလောက်ကျရင်တော့တပေချဲပေါ့ဓမ္မမိတ်ဆွေများဒါဆိုရင်နှစ်ဖူးချကဥချပါဆိုတဲ့အတွက်ဒီနှစ်ဖူးချပြီးတော့ရှိခိုးနေတဲ့အချိန်မှာကြည့်ရင်ခြေရဲ့တဒောင်ခြေရဲ့ဒူးရဲ့တဒောင်ရဲ့လက်ရဲ့နှစ်ဖူးရဲ့၅ခုလုံးထိသွားပြီသဘောပေါက်ပါပြီအမျိုးသမီးများအမျိုးသမီးများကြတော့ ပစိတုတ်ထိုင်ပြီးဖြစ်၍ဆိုတော့ခုနလိုပစိတုတ်လိုလဲခိုင်လို့ရတယ်တစ်ဖက်ဟာလာတင်မလင်ကွေမှာတစ်ဖက်ကွေဟာလာကွေတာပေါ့ဒါမျိုးလဲကြုံကြုံထိုင်နေခေါ်ရပေါ့ဒီလိုထိုင်လိုက်တဲ့အတွက်ခြေတော့ထိသွားပြီဒူးထိသွားတဲ့အတွက်အမျိုးသမီးများကြတော့ထိချင်းနှစ်ပါးပါသွားပြီဒါကြောင့်ကြုံကြုံထိုင်လိုက်တဲ့အတွက်ခြေနဲ့ဒူးထိပြီးဖြစ်ပါတယ်ပြီးရင်လက်ကိုပင် ကြာငုံသွင်းခြိထားပြီခြိထားပြီးတဲ့အခါမှာ तू ကရှ िख ိုးတော့မယ်ဆိုတဲ့အခါ letter လက်ထောက်လိုက်တဲ့အတွက်ထီချင်းသုံးခုပြီးသွားပြီပြီးရင်တဒောင်ချလိုက်တဲ့အခါမှာခြေရဲဒူးရဲတဒောင်ရဲလက်ငယ်ပါသွားနှစ်ဖူးချလိုက်တဲ့အချိန်ကျတော့၅ခုဖြစ်သွားပြီသဘောပေါက်ပါပြီနော်ဒါကြောင့်ဒီရလေးတွေလည်းကျမတို့ယဉ်ကျေးမှုသင်တန်းတွေသင်နေဆိုရင်ဒါလေးတွေယူသွားလိုက်တယ်ဒါဒါဆိုပြလို့ပိုကောင်းတယ်ပေါ့ ဟလာအမျိုးသား model တွေမပါလဲဒါလေးနဲ့ပြလိုက်ရုံပဲပေါ့နော်ဒါပေမဲ့လက်တွေရှိခိုးပြတာပို့ပြီးတော့ကောင်းပါတယ်ဒါကြောင့်ဓမ္မမိတ်ဆွေများကဒါမျိုးနေရာကြရင်မရှက်ပါနဲ့ကြောက်เสียရလည်းမရှိဒီမှာရှက်ချင်းနဲ့ကြောက်ချင်းဟိရိနဲ့အုတ်တက်ပါဆိုတာမကောင်းတာတွေလုပ်ရမှသာရှက်ရမယ်မကောင်းမှုဒုစရိုက်တွေပြုရမှသာကြောက်ရပါမယ်ကောင်းတာတွေကို ြောတဲ့နေရာကျရင်အရှက်တာကြောက်တာဖယ်လိုက်ရတယ်ဟုတ်ပါလားတကယ်စေတနာမြစ်တာအပြည့်နဲ့လှုပ်ပေးနေတာဆိုတော့တင်ယူတဲ့သူတွေကလည်းကိုယ်မတယောပါဘူးတယောလိုက်ရင်မတယောပါဘူးနော်ကဲကျေးဇူးတင်ပါတယ်ဒါဆိုရင်ကျမတို့ဒါထိုင်ပြီးတော့ထီချင်းချင်း၅ပါးနဲ့ရှ िख ိုးတာဟုတ်ပြီနော်ထီချင်းချင်း၅ပါးနဲ့ရှ िख ိုးတဲ့အခါမှာကြပြလေးတစ်ခေါက်ပြန်ဆိုကြည့်ရအောင်လက်အုပ်ကိုပြီးကြာငုံသွေးအရင်ချပါလေ မြေခုံးလဲမညူဆန်စာထီရလဲအုပ်ဘေးအမျိုးသားများတွေဆိုမယ်လဲထဒူးချတဒောင်းချနတ်ပူးချကဥချပါအမျိုးသမီးများလဲထလဲထတဒောင်းချနတ်ပူးချကဥချပါရသွားပြီ ဒါကထီချင်းကြီး၅ပါးလုံး ਨੇ ထိုင်ပြီးတော့ရှိခိုးနေထိုင်ပြီးရှိခိုးတယ်ဆိုတဲ့အခါမှာအေးအေးဆေးဆေးအခြေအနေပေးနေတဲ့အချိန်တော်၎င်းနေရာထိုင်ရင်းတင့်တင့်မျှတရင်တော်၎င်းထိုင်ရှိခိုးရတယ်အခြေအနေမပေးဘူးလမ်းသွားရင်း ਨੇ ရှိတကုံစီရီတော်တွေ့တယ်ကတော့မီထိုင်ရှိခိုးဖို့အစင်မပြေဘူးလမ်းသွားရင်း ਨੇ ဆရာတော်သမတော်ကြီးတယောက်ယောက်ကိုတွေ့တယ်ကတော့ခြင်းနေအောက်မှာဘွက်တွေပါရှိမယ် အစ်ကားတွေဘာတွေသွာလာနေတာရှိမယ်အချိန်နေမပေးမတ်တက်ရပြီးရှစ်ခိုးရတယ်ဟုတ်ပြီနော်မတ်တက်ရပြီးရှစ်ခိုးရလေထီချင်း၅ပါးလုံးပေါင်ရှစ်ခိုးနည်းရှိသွားတယ်မတ်တက်ရတဲ့အခါကျရင်ထီချင်းကြီး၅ပါးဖြစ်ဖို့ဆိုရင်ခြေတော့ကိုချဲထားလို့မရအောင်နော်အဲ့တော့မြို့သိစကားပေါ်အောင်ခြေတော့နှစ်ခုကိုတတိအနေထားမမတ်ရက်လိုက်တယ်ရက်လိုက်တဲ့အတွက်ခြေပွားထိသွားပြီတတိအနေထားမမတ်ရက်တဲ့အတွက်ဒူးနှစ်ခုကလည်းထိနေပြီ နော်ခြေထိသွားပြီဒူးထိသွားပြီဒါဆိုရင်လက်အုပ်ကလေးကိုကြာငုံလေးလို့ထားလိုက်တယ်ပြီးရေညကုန်းလက်မှာညိုးဆန်စားထိရလက်အုပ်ပဲဆိုတော့ခြေနဲ့ဒူးတော့ထိပေမဲ့တဒောင်းရဲ့လက်ကဲနှစ်ဖူးရဲ့ကြံမနေဘူးလားဒါကြောင့်ရှစ်ကိုတော့မယ်ဆိုရင်ကျမတို့ကခါးလေးကိုကိုင်းလိုက်ရတယ်ကိုင်းလိုက်တဲ့အခါမှာဒီတဒောင်းဒီမိမိရဲ့ကိုယ်မှာကတ်သွားတဲ့အတွက်ရှစ်ကိုလိုက်တဲ့အချိန်မှာ ဒါဒီထီချင်းငါးပါးထဲမှာပါသွားပြီမတ်တက်ရက်၍ရှ िख ိုးနေကလေးများကြတော့ကျမတို့ကတိုင်မင်နဲ့သင်တယ်တစ်ဒါတစ်တစ်လို့ပြောရင်တို့ကတတိဒါဒါတစ်ပြီးနှစ်ပြီးရင်သုံးပြီးရင်လေးဟုတ်ပြီနော်ဓမ္မမိတ်ဆွေများရမလားရမယ်နော်အမှတ်စီတစ်ဟုတ်ပြီနော်အမှတ်စီနှစ်အမှတ်စီသုံး အမှတ်စဉ်လေးရမလားဒါဆိုရင်ဖះကိုကျမတို့ကမတ်တည့်ရရှ िख ိုးမယ်ဆိုတော့ကိုယ့်အကိုအမှန်စင်တက်လောက်เสียဘဲလို့မလဲ။ตาလေးထိလိုက်ပေါ့။ထိပြီးတာနဲ့လက်ကလေးခြီးပြီးတာနဲ့ဗုဒ္ဓံတရဏံကိသာမိဒီလိုဆိုရောမရဘူးလား။ဗုဒ္ဓံပူဇေမိဓမ္မံပူဇေမိသံဃံပူဇေမိဒီလိုဆိုလို့မရဘူးလား။ ရပြီနော်ဓမ္မတို့ဓမ္မမိတ်ဆွေတို့ကြတော့အမှတ်စင်နဲ့သွားမယ်ကဲအိတ်ငိုက်တာလေးပြေးအောင်လုပ်ကြည့်မလားမတည့်ရအဲ့ဒါမှပေါ့ဒါမှကျမတို့ဒါရှက်เสียရမှာမဟုတ်တာเนาะကဲကျမအတိုင်းမင်းမတည့်ရပဲဆိုတော့အရင်ဆုံးလဲမချီနေဦးလေအမစေတိအဲတတိဟုတ်ပြီအမစေနှစ်အမစေသုံးအမစေလေး ရမယ်နော်အဲ့ဒါရှ िख ိုးတဲ့သူတွေကိုရိုက်ရမှာဘယ်တော့လှနေလဲဆိုတာဟုတ်ပြီနော်ကျမကမရိုက်နဲ့ကဲဗီဒီယိုရိုက်မှာဆိုတော့လှလှလေးလှုပ်ကြစို့အမန်စီတအမန်စီနှစ်အမန်စီသုံးအမန်စီလေးဟုတ်ပြီနော်ဒါကိုတိသွားပြီဆိုတော့ဘေးကကြည့်ရင်တိုင်မင်းကြီးနေပြီဆိုတော့လူရှိသူရှိကြတော့အမှတ်စင်မဆိုတော့ဘူးပေါ့ကျွန်တော်ကကြပြာလေးနဲ့တတ်တာလေးဆိုမယ် အမတ်စင်တိအနေထားရှိပြီနော်အမတ်စင်နှိမ့်ကြရင်ကြပြားဆိုမယ်နော်အမတ်စင်နှိမ့်ကြရင်လက်အုပ်ကိုပြင်ကြာငုံသွေးအရင်ချီပါလေအမတ်စင်သုံးမြေခုံးလက်မညှိုးဆန်းစားချီရလက်အုပ်ပေအမတ်စင်လေးဒါမှရှိခိုးပြီရပြီပေါ့နော်သဘောပေါက်သွားပြီနော် ကဲကျေးဇူးထူးတင်ပါတယ်နည်းနည်းလေးအညောင်းပြေသွားတော့ပါဘူးထိုင်နိုင်ပါပြီအိမ်ကြရင်ရင်ကျေးမှုတင်နန်းမတက်ရသေးတဲ့တားငယ်သမီးငယ်များကြလဲတင်ပေးပါဟုတ်ပြီနော်ကို့ရွယ်သူချင်းတွေကြုံရင်လဲစိတ်ဝင်စားခဲ့ရင်ပြောပြပေးပါနော်ကိုကသွားပြောဟင်းနင်တို့ချစ်ခိုးတာကဘလို့ကြီးလို့မပြောရပါဘူးဟုတ်ပါလားအဲသူတို့သိကြရင်ပြောပြရတယ်ဒါကြောင့်ပြောတတ်ဖို့လေလိုပါတယ် အဲ့ဒီပြောတဲ့နေရာမှာ နေရာလေးလဲလိုလိမ့်မယ်ဟုတ်ပါလားအချိန်လေးလဲလိုပါလိမ့်မယ်သူစိတ်ကြည်နေတဲ့နေရာမျိုးလေးလဲအချိန်လေးလဲဖြစ်